ကင်မရာကောင်းတာလိုချင်ရင်တော့ professional ပဲ။ကိုမလိုချင်တဲ့အချိန်မှာလင်းတာကြတော့တချို့အချိန်တွေမှာနည်းနည်း annoying ဖြစ်တာပေါ့နော်။ Jory ကတစ်ခါလာလဲဒီ space တစ်ခါလာလဲဒီ design မျိုးတွေရိုးနေရဆိုရင် nothing phone 3ရေလေးကိုတစ်ချက်ကြည့်လို့ရတယ်ပေါ့နော်။ဖုန်းပါနေပြီးတော့ကျွန်တော်စီကိုရောက်တာအချိန်တော်တော်ကြီးကိုကြာသွားပြီ။ဂျာထဲမှာလည်းကိစ္စတွေအများကြီးဖြစ်ဖြစ်သွားတယ်။ဆိုတော့အလုံးမဲ sorry ပါ။ဒီနေ့ကတော့ review လေးလုပ်ဖို့အချိန်ရောက်ပြီပေါ့နော် official 15သိန်းဝင်းကျင်ကစတာဆိုတော့ တန်လားမတန်ဘူးလားအဆုံးနည်းကြည့်ရပါဦးကျော်ရီ first impression မှာ mention လုပ်ခဲ့တယ်လို့ပဲဒီဖုန်းကသူ့ဈေးနဲ့ဆိုရင် design မဲ့လုံးဝစိတ်မပြတ်ရတဲ့ဖုန်းများအမြင်နဲ့လူတိုင်းနှစ်ခေါက်ပြန်ပြီးတော့ကြည့်ရမယ်ဖုန်း camera bank ကိုလောက်ထားတဲ့ပုံစံအစားနည်းနည်းလေး futuristic ဖြစ်တယ်လို့ပြောလို့ရတယ် high fidelity မှာတော့တကယ်တိရတူကဂိုင်းကြည့်ရဆိုရင်တော့ mirage ပုံမှန်တိတာတာပေါ့နော်ဒါပေမဲ့ပုံမှန်လူတွေအနေနဲ့ဂိုင်းကြည့်မယ်ဆိုရင်တော့အဲ့ကောင်က big deal မဟုတ်ဘူး လုံးဝ unit ဖြစ်တယ်ဆိုရဲပုံစံမျိုးပဲခံစားရမှာဖုန်းကတဆင်ချင်းမှာအဆင်ပြေလာပြီမဲ့လို့နည်းနည်းလေးမျက်စိစပတ်မွေးဆူးတာသူ့ရဲ့ဆီလီကွန်ခါပါပဲနောက်ကျောဘက်တက်ကိုလက်ရတော်တော်ကြီးထင်လွယ်လို့ပြောလို့ရတယ်ဖုန်းလောက်ကိုမြင်အောင်လို့ကျော်ရီခါပါတက်မှာပဲအဲ့ကောင်တစ်ချိန်လုံးပြန်တုပ်ရတာတော့အဆင်မပြေဘူးပေါ့နော်ဒီဖုန်း size ကတော့လက်တစ်ဖက်တည်းကင်အရန်တော့ slim မဖြစ်ဘူးဒါပေမဲ့ဒီ button placement နေရာလေးလက်သေးတဲ့တူတော်မှာကွတ်တီမြင်အောင်လို့ဒီနားလေးလှုပ်ထားတာဘာလို့ဖုန်းကင်မရအကုန်လုံးဒါမျိုးဆိုမဲ့ချက်မချနိုင်တာလည်းမသိဘူး ားဖွဲ့စာဖြစ်သွားတော့ဒါမျိုးဈေးတန်းတစ်ခုမှ IP68 69ဘာတစ်ခုမှမပါလာတာပဲ anyway ဒီဇိုင်းပိုင်းအရတော့ကျော်ရီ nothing ကလုံးဝမျက်နာမငယ်ရတဲ့ဖုန်းပဲ display ပိုင်းကတော့ဒီဖုန်းမှာပုံမှန်စွတ်စွတ်ပဲ brightness ကနေရာအောက်မှာတုံးလို့အဆင်ပြေတယ် င်တော့မှဆိုရင်တော့တဝက်လောက်အထိကိုတင်ထားရတာ color ပန်းကကျွန်တော်တို့ game ဆော့ဆော့ရုပ်ရှင်ပဲជីជី okay တဲ့ color မျိုးတခုပဲဖုန်းနဲ့ Netflix ကြည့်တယ်ဆိုရင်တော့ဒီကောင်မှာ HDR support ရမှာမဟုတ်ဘူးအဲ့လောက်ပဲပေါ့နော်ဆိုတော့ချီးကျူးစရာအပြည့်ပြောစရာမရှိတဲ့ပုံစံမျိုးနောက်တစ်ချက်က stereo speaker နည်းနည်း mix ပြီးနေရတဲ့အပိုင်းကျွန်တော်တို့အမြင့်တန်တွေ 4K တွေတော်အဆင်ပြေတယ်အတန်းထက်လည်းကြည်တယ်လို့ပြောလို့ရတယ် မဲ့ base ပိုင်း instrument ပိုင်းနည်းနည်းလေးယော့တယ်တချို့ soundtrack တွေမှာဆိုအတန်လေးမတိမတာခိုးပြီးတော့အဲ့လိုလုံလုံသွားတာမျိုးကျွန်တော်တို့ခံစားရတာပေါ့နော် YouTube podcast ဒါတွေကတော့ဒီ phone 3A speaker နဲ့တော်တော်ကြီးလိုက်မယ်လို့ပြောလို့ရတယ် music တွေကျွန်တော်တို့အလောက်ဒီအတာမပြီးဘူး music ထက်စာရဲ music ဖွင့်ရတဲ့ free ကပို့ပြီးတော့မိုက်တယ်သူအနောက်က glitch လေးတွေတော်တော်ကြီးလာတယ်ကိုဖွင့်တဲ့တခြင်းနဲ့ sing လုပ်ပြီးမှ clip လေးတွေပြန်ပြန်ပြီးတော့လင်းညာဆိုတော့တမျိုးချစ်ဖို့ကောင်းနေဗျာကိုကတခုခုလုပ်နေမယ် maybe timer ဘာညာပြီးထားမယ်ဆိုရင်လည်းကျွန်တော်တို့ဖုန်းကိုပလက်လှန်လာတာမလို့ကျွန်တော်နောက်လေးမှာပဲတခါလေးထားထားလို့ရတယ်อืมလင်းလာလေးပဲချစ်စရာလေးတခါလေးမှာကျွန်တော်တို့လုံးဝအဲ့လိုအများကြီးလုပ်တယ် stress အများကြီးဖြစ်နေချင်းသူ့ရဲ့ အလင်းလေးကိုကြည့်ရတာပဲပြန်ပြီးတော့အဲ့လိုစိတ်ချမ်းသာတယ်နည်းနည်းလေး refresh ပြန်ပြီးတော့ဖြစ်တာပေါ့เนาะဆိုတော့ဒီကောင်လေးเนี่ยကိုကျွန်တော်တို့ flex လုပ်ရတဲ့ feature ဆိုပြောလို့ရနေပြီဒီဖုန်းမှာထင်မှားပဲအားရတာသူရဲ့ haptic ပိုင်းပဲ system level လောက်ကြီးတော့မကြမ်းဘူးဒါပေမဲ့ကျွန်တော်တို့ဒီ keyboard ရိုက်မယ်ဆိုရင်ဘယ်လိုပြောမလဲ ချို့တချို့တော့ဖုန်းတွေထက်တော့အများကြီးပို့ပြီးတော့တာတယ်ဖုန်းလာတဲ့အချိန်မှာလည်းသူရဲ့ haptic ကမိုက်တယ်ဗျာတိလား system haptic ပါတိချလေးလုတ်ပေးနိုင်နေဆိုရင်တော့ဒီဈေးမှာ haptic မိုက်တဲ့ဖုန်းတကယ်ကြီးဖြစ်လာမှာဆိုတော့ nothing phone ကိုအဓိကအားသာချက်တင်နေလူတွေရွေးကြတဲ့ software ဘိုင်းတွေနဲ့ကျွန်တော်ဆက်ပြီးတော့သွားမယ်ပေါ့နော်သူဈေးဝင်းကျင်ဖုန်းတွေထဲမှာတော့ဒီကောင်က smooth အဖြစ်ဆုံး experience ကိုပေးနိုင်တယ်လို့ပြောလို့ရတယ်ဆိုတော့ android နဲ့အနီးဆက်ဆုံးဆိုရယ် taste ကိုရတယ် home screen lock screen အဲ့လို taste တွေကဘယ်လိုပြောရမလဲ customize တော်တော်ကြီးကိုကြမ်းလွန်တယ် widgets တွေကိုလည်းကောင်းကောင်းအသုံးချနိုင်တယ်သဘောကျဆုံးကတော့ news widget ပေါ့နော်တခြားနေ့လေးတိုင်းဒီကောင်က radio လိုပဲသူတို့ channel ကသတင်းတွေကိုနားထောင်လို့ရတယ်ပြီးတော့တချို့ widgets တွေကလည်း AOD မှာသွားပြီးတော့ပေါ်တယ်တိတ်အားမရတော့သူရဲ့ server bar လိုပဲခေါ်ခေါ်ဒီ control center မှာ volume control မပေးထားဘူးဗျာဆိုတော့တခုဆိုရင်ဒီကောင်ကမဲ့တွတ်သွားပြီးတော့နှိမ့်နေရတာ ပြီးတော့သူရဲ့ clip light ကကျွန်တော်တို့ပိတ်ထားလဲချက်ချက်ကြိုင်ပြင်ပြန်ပွင့်လာမျိုးတွေရှိတယ်။ဥပမာတစ်ခုခုဖွင့်နားထောင်လိုက်ပြီးဆိုရတယ်ဒီကောင်ကမီးကိုထပ်ထားလင်းလာတာ။ကိုမလို့ခြင်းတဲ့အချိန်မှာလင်းလာကြတော့တချို့အချိန်တွေမှာနည်းနည်း annoying ဖြစ်တာပေါ့နော်။နောက်ချက်ကတော့ကျွန်တော်တို့ခုကင်နေနဲ့ကြည့်ရတဲ့ essential space လေးပါ။ idea ကတကယ်ကောင်းတယ်ဒါပေမဲ့ဒီတက်ပိုကောင်းပြီးတော့ပိုစုံမှုတော့လိုသေးတယ်ကျွန်တော် screenshot ကို အတန်ဖိုင်လေးနဲ့ပဲမှတ်မလား notes နဲ့ပဲမှတ်မလား screenshot တွေရဲ့အကြောင်းအရာတွေ auto ပြန်ပြီးတော့ရှာပေးတယ်ကိုယ့်ရဲ့ coffee taste ကိုအကြံပေးတယ်ဆိုတော့နင်ဘယ်လိုပြောရမလဲ essential တော့ဖြစ်ကောင်းဖြစ်နိုင်တယ်လက်ရှိချိန်မှာတော့နည်းနည်းလေး requirement တော့လိုနေသေးတာပေါ့နော်ကျွန်တော်တို့ခဏတော့ဆန်းကြည့်ရဲအဲ့ဒါပြီးတော့ထပ်ပြီးတော့နည်းနည်း leave လောက်လိုက်တယ် anyway pixel experience ကိုမှအမြင်ဆက်ဆက်နဲ့ဈေးတန်ကင်ကျင်တော့ nothing ကိုပဲပြရမှာပေါ့နော်ဒါပေမဲ့ yeah features တွေတအားဆောင်အောင်လုပ်ခြင်းနဲ့ဘာညာဆိုရင်တော့အစင် ပြင်မာတော့မဟုတ်ဘူး performance ကျွန်တော်တို့ထင်တာထက်တော့အဆင်ပြေပြောလို့ရတယ်ခွက်ကွင်းရဲ့ Snapdragon 7s Gen 3က damage 9300နဲ့တိတ်ပြီးတော့မကွာဘူး okay တယ်ထစ်တယ်ဆိုတာမရှိတော့ပဲ game မှာဆိုရင်လည်း mobile legend pubg setting ကိုအသင့်အသင့်အနေထားနဲ့ဆော့လို့ရတယ်တနားရီလောက်ဆိုကြည့်လေ frame မကြအောင် phone က over ကြီးမဖြစ်ဘူး game ကို special heavy plan နဲ့မဆော့လို့ဆိုရင်ဒီ phone ကလုံးဝ performance လုံလောက်တယ်လို့ခံစားရမယ့် phone ပဲ battery life ကအစ okay နေရပြတည်လား9000 mAh အဖော်နဲ့ပဲလာတယ်စီလီကွန်ကာဗွန်နည်းပညာဘာညာတော့မပါဘူးဒါပေမဲ့ still okay youtube တနားကြီးရာ6%ကုန်တယ် mobile legend က12% pubg က15%လောက်ကုန်တယ်ကျွန်တော်တို့ပုံမှန် normal user ပဲဆိုရင်တော့ဒီကောင်ကတစ်ရက်ခွဲလောက်ဒီ easy ခံတဲ့ battery ချာချာ out of the box မပါတာတော့နည်းနည်းလေးကတိတော့ကတိတာပေါ့နော်ကျွန်တော်စီမှာရှိတဲ့31နဲ့အားသွင်းတာတော့တနားကြီးကြော်ကြော်လောက်တော့ကြာတယ်ပြောဖို့ချင်နေရတော့ကင်မရာပဲနည်းနည်းလေးလဲဘာပြောလို့ပြောမှမသိတဲ့ feeling တစ်ခုတည်းနဲ့တကြောင်းနဲ့နဲ့ပဲအဆုံးသတ်ပေးရမှာဆိုရင်ကင်မရာကောင်းတာလိုချင်ရင်တော့ provision ပဲဝယ် twist daily lens အသစ်ပါလာတယ် portrait ရင် okay တယ်ဒါပေမဲ့ os မပါဘူးအလင်းနည်းမယ်ဇွန်ဆွဲမယ်ဆိုရဲအခြေအနေမှာမ OK ပြန်အောင်တခုတတိတာမိတာ10နှစ်ဆောက်ဆွဲမယ်ဆိုဒီကောင် stable ဖြစ်သွားတာအဲ့ချက်ကဘာလဲတော့မသိဘူးပေါ့နော် anyway ဝါတာတော့ဝါတော့မယ်ဆိုတော့ဈေးထိုင်မှာဆိုရင်ကျွန်တော်တို့ voice လောက်ထိပဲသုံးတယ်တွေ့နေရှင်မယ်ဆိုရင်တော့ဒီ8 megapixel ultra wide က downgrade ဖြစ်သွားတယ်လို့ပြောလို့ရတယ်ဆိုရှယ်မီယာပေါ်တင်ယူပါညာတော့ โอเคတယ်ဗောဗျာနေဘက်ပိုင်းညာရိုက်မယ်ဆိုရင်ဒီဒီတော်တော်လေးကြံတဲ့ကင်မရာပဲ mainland scar သူ့ရဲ့ level တန်းမှာအရှိမီနောက်မီရွှေပုံစံမျိုးတွားတာဗျာကျွန်တော်တို့ against the light design ရိုက်တဲ့အဲ့ချိန်မှာ dynamic range hdr dt တော်တော်ကြီးကိုကောင်းနေတယ်မှာပါတယ်လိုလဲမှာလဲ demo နဲ့ဆိုရင်ပုံထွက်ကမစိုးဗျာ processing လေးနည်းနည်းကြာတာကလွယ်လို့ selfie ကတော့ပုံမှန်ပဲ video ဆိုရင် mainland scar 4k 30 frame per second ရိုက်လို့ရတယ် chia selfie က 1080p ကိုမှမှာ60 frame per second ရိုက်လို့ရတယ် mirage ပြတာလည်းပဲပြောကြပါစို့ဆိုတော့ကင်မရာကိုကျွန်တော်ရှေ့မှာတကြောင်းနဲ့ညီကုန်းချုပ်ခဲ့တယ်လို့ပဲ ကောင်းလာလို့ကျင်တော့ Pro ရွေးပြဒီကောင်ကပုံမဲ့ level ဒါပေမဲ့ပုံမဲ့ level ဆိုတချို့ချို့သော smartphone တွေထက်တော့ကောင်းတဲ့အနေအထားလေးတစ်ခုမှရှိတယ်သူရဲ့ software experience နဲ့စကားပြောတာ哦 shop nothing phone 3a ကျတော့ဒီကောင်ကဘလို့တင်စားလို့ရတယ်ဆိုတော့အစားအသောက်ကိုအဲ့လိုမျိုးလုံးမိတ်ပြီးတော့အရသာခံနေရတယ်လို့ပဲဗျာကျင်း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 ဩ okay ဘာတွေပါလာလဲဆိုတော့အရင်ကမမြင်ရဘူးဘာရတာရလဲဆိုတော့အရင်ခံစားလို့ရတာပေါ့နော်ဆိုတော့ဘလို့ပြောမလဲ ီဈေးထဲမှာ software ပိုင်းကတော့အကောင်ဆုံးဖုန်းပဲတခုပဲသူ့ရဲ့ UFS 2.2 storage ကြောင့်အခု performance ကိုဘယ်ကျင်လောက်ထိဒီကောင်ကထိန်းထားနိုင်အောင်မလဲပေါ့နော်အဲ့လေးပါပဲ15သိန်းဝန်းကျင်မှာဘယ်ဖုန်းထဲမှာမတူတဲ့ hand feeling ကိုလိုချင်တယ်ဆိုရင်တော့ဒီဖုန်းကိုဖုန်းပေါ်မှာတွားပြီးတော့ဝယ်လို့ရပါတယ်ကျွန်တော်ကြုံဖြစ်ပါတယ်အားလုံး host ပါ